ရုံမလားလို့ဝေဖန်ခံရတဲ့သူတိုင်းအားကြအတူရတင်တဲ့ Main Square မြန်မာ Maranja ရဲ့စိတ်ဆွဲအောင် Main Square မြန်မာ2025ပြိုင်ပွဲကြီးရဲ့ Grand Final ပြိုင်ပွဲကတော့ဇွန်လ22ရက်နေ့မှာခန်းန်းစွာကျင်းပပြီးစီးသွားပြီဖြစ်ပါသည်မေစကွမ်မြမ2025ပြန်ပွဲမှာအလာမေတွေကမတူညီတဲ့ပုံစံနဲ့ရှင်းပြန်ခဲ့ကြတာဖြစ်ပြီးပြင်ပွဲစမှာပြင်းထန်သောဝေဖန်ခဲ့ရတဲ့အလာမေကတော့မရန်ဂျာဖြစ်ပါရည်။အစမှာပြင်းထန်သောဝေဖန်မှုတွေရရှိခဲ့တဲ့မရန်ဂျာဟာပြိုင်ပွဲနောက်ဆုံးညအထိရောက်လာချိန်မှာတော့အတူယူစရာကောင်းတဲ့အလာမေတယောက်ဖြစ်လာခဲ့ပါရည်။ မရန်ဇာကမစ်ကွန်တာချီလေးကိုစားပြုနေတဲ့ဝင်ရောက်ရှေ့ပြိုင်ခဲ့တာပါအလာမေတရားဖြစ်ဖို့ဆိုရင်ရွေးရီဟာထူးခြားကချုံမောနေရမှာဖြစ်တယ်လို့အရှံမောင်းကလည်းကောင်းရပါရီ။ဂျာပင်ဘော်ရီရှိတ်ကလည်းပေါ်ပါသွေလျာရမယ်ကတ်သက်ချက်တွေရှိပါရီ။ဘော်ရီဖြူတီဘရိန်းဆိုတဲ့ကတ်သက်ချက်တွေနဲ့အလာမေပြိုင်ပွဲကိုမရန်ဂျာဟာကတ်သက်ချက်တစ်ခုနဲ့မှမကိုက်ညီပဲဝင်ရောက်ရှေ့ပြိုင်ခဲ့တာပါ။ဒါကြောင့်မလို့မရန်ဂျာရဲ့ရုပ်ရည်နဲ့အရှံမောင်းဟာအလာမေတရားမဖြစ်တိုက်ဘူးလို့ဝေဖန်ကြတာဖြစ်ပါရီ။ ဒါပေမဲ့မရဲကြောင့်ရုပ်ရည်ပေါ်မှာခန်းစားပြမနေပဲအလားမေတရားဖြစ်ဖို့အတွက်အစွမ်းကုန်စူးစမ်းခဲ့ပါတယ်။လူတိုင်းမှာရှိတဲ့အရာတွေမရှိတဲ့အချိန်မှာအငယ်ကရှုံးမပင်းနေပဲနဲ့ကို့မှာရှိတဲ့အရာတွေနဲ့တောက်ပပြရတဲ့ရတယ်ဆိုတာကိုအားလုံးမြင်အောင်လုပ်ပြနိုင်ကြတာပါ။ဒါကြောင့်မလို့ Miss Square မြန်မာ2025ပြန်ပွဲအချိန်မှာမရဲကြစိတ်ထဲမှာလှပရေးရဆိုတာမရှိပဲသူ့ရဲ့အရေးချင်းကိုထုတ်ပြခဲ့ပါတယ်။မရန်ဂျာကလူတွေသူ့ကိုစက်ဝေစားအောင်လုပ်ပြနိုင်တဲ့အရေးချင်းရှိပါတယ်။ ကြပြီးဟာတညံကလည်းရွှင်အောင်မလို့သူတခုခုလောက်တာနဲ့ကိုမှရည်စရာဖြစ်နေရပါဒါကြောင့်မလို့မရဲအကြောင်းကိုကြည့်ရင်စိတ်အမောတွေပြပြောက်ရတယ်လို့ဖြစ်ခဲ့ရတာပါမိတ်ဆက်တဲ့အချိန်မှလည်းတာချီလေးစကလုံးပေါ်စလုံးပေါက်ပြကအာယုံဆိုင်ခံရအောင်လုပ်ခဲ့တယ်လို့ပြိုင်ပွဲတွေတခုပြိုင်တိုင်းမှာဟာခနဲ့ဟင်ခနဲ့ဖြစ်စေတဲ့ performance တွေရှိခဲ့တာပါ pre wear မှာဆိုရင်ရေကဝဆောင်ဝခရေတံမှုကိုခါးကြညက်ပြီးတော့ရှစ်ပြိုင်ပြခဲ့တာပါမရန်ဂျာက Miss Grand Myanmar 2025ပြိုင်ပွဲကိုလူစိတ်ဝင်စားမှုရရှိအောင် လုတ်ပေးနိုင်ခဲ့တဲ့အလှမယ်လို့တောင်မှဆိုလို့ရပါတယ်။ထူဝဲအလင်တာဝင်းမရှိတော့တာမလို့အမပေးဘူးဆိုတဲ့သူတွေကမရင်ဂျာရဲ့အထူးဆန်လို့ရက်တွေကြောင့်ပဲရေးစရာဖြစ်စေရင်ပြန်ဝဲကိုစုဝင်စားသွားခဲ့ကြတာပါ။ဒါကြောင့်မို့မရင်ဂျာကဖိုင်နယ်ညမှာတော့အလဲမန်းထိရောက်ခဲ့သလိုဆုနှစ်ခုကိုရရှိခဲ့ပါတယ်။ပြန်ဝဲစာမာတော့ကမရန်တာကအခုလိုဆူရရတဲ့အထိနေရတနေရာတစ်ခုရောက်လိမ့်မယ်လို့မထင်ထားပါဘူး။ တကယ်ပြန်ဝင်ကြမှာမရန်ဂျာကိုဝင်းနာဆူမဲနဲ့တူတာမှရှိခဲ့ပါရီမရန်ဂျာကသူ့ရဲ့စိတ်ဆွဲအားတွေနဲ့ဖြစ်တည်မှုကိုလက်ခံကအရေးချင်းတွေကိုထုတ်ပြနိုင်ခဲ့တာဖြစ်ပါရီဝေဖန်တဲ့စကားသံတွေကိုသာနားယောင်ပြီးတော့မလုပ်နိုင်တော့ပါဘူးလို့စိတ်ကြသွားမယ်ဆိုရင်ပြန်ပွဲမှာလူမသိသူမသိနဲ့လက်ခုပ်တီးပေးရနေတာပြီးသွားမှာပါပြန်ပွဲတစ်ပွဲပြန်ရင်ဝင်းနာမရဘူးဆိုရင်ကိုကိုလူတွေတတိထားမိအောင်လုပ်နိုင်ဖို့အရေးကြီးပါရီဒါမှလည်းနောက်ထပ်အလုပ်တွေဆက်လုပ်လို့ရမှာပါ မရန်ဂျာကတော့လုံနိုင်နေဆိုတဲ့စိတ်ဆွမ်းအားကကြီးတာကြောင့်ဝင်းနောဆုမရပေမဲ့လူတီးတဲ့အလမဲဖြစ်သွားခဲ့ပါရီ။ဒါကြောင့်မလို့ကျွန်ညာတချို့ရိုက်ဖို့ကန့်လန့်ခံထားရသလိုတရုတ်စာပြေဆက်လုပ်သွားမယ်လို့ကြေညာပါရီ။ကိုဖြစ်တယ်မူကိုလက်ခံကအကောင်ဆုံးစ조사ခဲ့တဲ့မရန်ဂျာပေါ်မှာဘလို့မျိုးမြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။တ िश ူအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရီ။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတဲ့နုပညာရှင်တွေဒီနေ့တို့ပြန်လာခဲ့ပါအောင်ရှင်။